မင်္ဂလာပါသူဟုတ်ကဲ့ပါရှင်ဆရာခုဒီမနေ့တက်ကတူရဲ့နှစ်တရားပြေးမှာဆိုလို့ရှိရင်မဂ္ဂဇင်းလေးထုတ်လို့တရားပါတယ်ဒါနဲ့ပတ်သက်ပြီးဆက်ပြီးတော့ရှင်ကျွန်တော်လည်းမန္တလေးတက်ကတူចောင်းသားဟောင်းပေါ့1985ခါနေ86ထိမန္တလေးတက်ကတူသင်္ချာចောင်းသားနဲ့ဘွဲရခဲ့တာပါအဲဘွဲရခဲ့ပြီးတဲ့နောက်ကျွန်တော်ဝါသနာပါတာကစာရေးဆရာဆိုတော့ကျွန်တော်စာပေရေးသားခြင်းနဲ့ပဲဒီရက်တည်ခဲ့တယ်ပေါ့နော်ရက်တည်ခဲ့ရတယ်မှာဇာတိဆရာတယောက်အနေနဲ့ကျွန်တော်ကလောင်နာမည်စူးငှက်ဆိုတဲ့ အနေနဲ့ဒါစာပေလောကမှာရက်တည်ခဲ့ပါတယ်။အဲ့ဒီကတော့မန္တလေးတက္ကသိုလ်က2025မှာနှစ်တရာပြည့်ပြီဆိုတော့ဘာပဲပြောပြောတက္ကသိုလ်ကျောင်းသားဟောင်းတယောက်အနေနဲ့ဒီနှစ်တရာပြည့်မှာတာဝန်တစ်ခုယူရမယ်ပေါ့နော်။ယူဖို့ကိုကိုကိုလည်းဒါဟိုဆုံးဖြတ်ထားပါတယ်။အဲ့ဒီအချိန်မှာပဲဒီဟိုမန္တလေးတက္ကသိုလ်ကျောင်းသူကျောင်းသားများဆရာဆရာမများเนาะဒီကျွန်တော်တို့ဒီကောမဒီအနေမှာကျွန်တော် တာဝန်တစ်ခုပေးတယ်တာဝန်ကဘာလဲဆိုမန္တလေးတက်သူ100ပြည့်မှာအထိမ့်မှတ်မဂ္ဂဇင်းတစ်ဆောင်ထုတ်ချင်တယ်ထုတ်ချင်တဲ့အတွက်ဒီမဂ္ဂဇင်းဒီမဂ္ဂဇင်းကိုတကယ်မန္တလေးတက်သူကြီးဥပဇာကောလိပ်ကနေမှာ100တင်းတင်းပြည့်တဲ့2025ဇူလိုင်4ရက်နေ့အမိထွက်ချင်တယ်ဆိုတော့တာဝန်ပေးတဲ့အတွက်ကျွန်တော်ဒီတာဝန်ကိုယူခဲ့ပါတယ်ယူခဲ့ပြီးတော့အခုကျွန်တော်တို့လာမယ့်2025ဇူလိုင် လေးရက်နေ့နှစ်တရာတင်းတင်းပြည့်တဲ့နေ့မှာဒီမန်လေးတက်ကတော့နှစ်တရာပြည့်မဂ္ဂဇင်းကဒါတရားဝင် ဖြန့်ချီมาဖြစ်ပါတယ်အဲ့တော့ဒီမဂ္ဂဇင်းကိုဘာယူရကျက်နဲ့ဆောင်ရွက်ရတယ်လဲဆိုတော့နှစ်တရာပြည့်မှာမန်လေးတက်သူဆိုတာတကယ်တော့เนาะအစင်လာအင်မတန်ကြီးမားတဲ့တက်ကတော့2025ခုနှစ်ဇူလိုင်လရက်မှာဥပဇာကောလေးအင်းဒီနဲ့စတင်ဖွင့်လှစ်ခဲ့ရတာလဲတကယ်အခက်ခဲအကြက်ဒီကြဖွင့်လှစ်ခဲ့ရတယ်နောက်တစ်ခုကကျွန်တော်တို့ ဟိုမန္တလေးသားပြီးပြီးကြံဖန်ပြီးတော့ကြွားကြရမယ်ဆိုရင်မန္တလေးတက္ကသိုလ်ဆိုတာဒီမြန်မာပြည်သူလူထုမြန်မာတိုင်းရင်းသားပြည်သူလူထုကိုပိုင်ငွေနဲ့ကိုပိုင်အားထုတ်စောက်တည်ခဲ့တဲ့အမျိုးသားဘိုင်တက္ကသိုလ်စစ်စစ်ဖြစ်ပါတယ်အဲ့တော့ဒီတက္ကသိုလ်အခက်ခဲပေါင်းများစွာနဲ့ရှေ့ကမျိုးမိမျိုးဖားနဲ့ကျွန်တော်တို့တိုင်းသားပြည်သူအားလုံးကူညီမှုနဲ့ရည်တည်ခဲ့တဲ့တက္ကသိုလ်ကြီးကစစ်ကိုလည်းကြုံ ချောင်းလည်းဖြစ်ဓာတ်ထက်လည်းခံဆိုသလိုပါပဲအမျိုးမျိုးကျွန်တော်တို့ဒီဒုက္ခဒုက္ခပေါင်းစုံအကြတိပေါင်းစုံရင်ဆိုင်ခဲ့ရတယ်တဲ့သူဖွင့်လို့မှမကြသေးဘူးဟဲ့လားအစိုးရကနေမှပိတ်ဖို့ကြံစီတာတွေကိုမျိုးလူလူနဲ့ဝိုင်းပြီးတော့ကန့်ကွက်ပြီးတော့ဒါပြန်လဲပြီးတော့ဒါထူမှတ်ခဲ့ရတယ်နောက်စစ်ကြီးဖြစ်တဲ့အခါမှာကြာပုံဘဝရောက်ရကနေမှ University College နေနဲ့ပြန်လဲထူထောင်ခဲ့ရတယ်နောက်မှ university college ကနေမှတီချာတက်ကတူဖြစ်အောင်လို့လဲဟလာ1958မှာကျွန်တော်တို့ဟလာဒါ ဂျိုးပန်းခဲ့ကြရတယ်။နောက်ဒီဘက်မှာတောက်လျှောက်မန္လေးတက်သူမန္လေးတက်သူဆိုတော့မြန်မာနိုင်ငံရဲ့ဒုတိယအကြီးဆုံးတက်သူကြီးနောက်တကယ့်ကိုစံဝင်တော်ဝင်တဲ့တက်သူကြီးဖြစ်ခဲ့တယ်။ဒီတက်သူကနေပြီးတော့ပညာရှင်ပေါင်းများစွာစစ်ဖက်နယ်ဖက်အရက်ဖက်အားလုံးဒီလာကျွန်တော်တို့ဟလာဒီထူးချွန်တဲ့ပုံကိုပေါင်းများစွာဇာယေးဆရာကြီး၊ကြပြားဆရာကြီး၊နိုင်ငံရေးသမားကြီးနောက်ဆုံးယဟန်တန်ဃာတော်ကြီးဒီထိကိုမွေးထုတ်ပေးတဲ့တက်သူကြီးနှစ်တရာပြည့်တဲ့အခါမှာနှစ်ပေါင်း၁၀၀မှာဒီတက်သူကြီးရဲ့အစီအနှစ်ပေါင်း၁၀၀မကရှိတယ် နော်ဒီတက္ကသိုလ်ရဲ့ဟိုလာဒီဟိုတိုင်းပြည်နဲ့နိုင်ငံကိုကိုစားပြုတဲ့နော်အစီနှစ်ပေါင်းတရာမက ရှိတယ်အဲ့တော့ဒါသည်နှစ်တရာပြည်မှာနိုင်တလောက်စွမ်းတလောက်လလန်းမိတလောက်စူးစီးမယ်ဆိုတဲ့ရွယ်ချက်နဲ့1948ခုနှစ်ကစတင်ထုတ်ဝေခဲ့တဲ့မန္တလေးတက္ကသိုလ်နှစ်လယ်မဂ္ဂဇင်းတွေနော်ဒီနေ့အထိဆိုရင်အားလုံးဟိုလာအုပ်ရေပေါင်း30ကျော်ရှိတယ်ဒီ30ကျော်နဲ့အတူအခြားသောစာအုပ်စာရန်တွေ ထုတ်ဝေခဲ့တဲ့စောက်စရန်းတွေကြပြစာအုပ်တွေနော်ဝတ္ထုစာအုပ်တွေစောင်းမပေါင်းချုပ်စာအုပ်တွေတဲကနေမှမန္တလေးတက်ကတူနဲ့ပတ်သက်သောနော်စာကောင်းစာဟောင်းတွေစုစည်းပြီးတော့ဒါကျွန်တော်ဒါနှစ်တရာပြည့်မဂ္ဂဇင်းမှာကျွန်တော်ဒါကြောင့်မဟုတ်ကိုအနှစ်တရာပြည့်မဂ္ဂဇင်းလို့တုံးထားပါတယ်နော်ဒီအနှစ်တကြီးပဲလို့ရည်ဝယ်ပြီးတော့အဲ့ဒီထဲမှာတောင်းကကျွန်တော်တို့25ခုနှစ်ဥပစာကောလိပ်ကနေစပြီးတော့ထုတ်ခဲ့တဲ့မဂ္ဂဇင်းတွေကဥပစာကောလိပ်မှာရေးသားခဲ့ကြသော ဒီဆရာမကြီး MA တို့ဥပဒေကောလိပ်ကျောင်းသူပေါ့နော် MA တို့တို့လို့ဥပဒေကောလိပ်ကျောင်းသူဖြစ်တဲ့လူလူတော်မှာတို့လို့စတဲ့စတဲ့ပုံကူတွေရဲ့ဥပဒေကောလိပ်ကဒပိုင်းနောက်တစ်ခါကျွန်တော်တို့ University College ကဒပိုင်းတခါ University College ကနေမန္တလေးတက္ကသိုလ်ဒပိုင်းမန္တလေးတက္ကသိုလ်ကနေမှဟိုလာဝိဇ္ဇာနဲ့သိပ်ပန်တက္ကသိုလ်ဒပိုင်းတခါဝိဇ္ဇာနဲ့သိပ်ပန်တက္ကသိုလ်ကမူလမန္တလေးတက္ကသိုလ်ဒပိုင်းစသဖြင့်အပိုင်းတွေကိုတီးခြားစီခွဲလိုက်ပြီးတော့အဲ့ဒီအပိုင်းဒပိုင်းစီဒပိုင်းစီမှာမဂဇင်းတအုပ်ရဲ့အင်္ဂါရနဲ့လျော်ညီတဲ့ ကြပြားတွေပါမယ်ဆောင်းမတွေပါမယ်ဝတ္ထုပါမယ်စာညွန့်ပါမယ်ပြတ်ဇက်ပါမယ်ကာတွန်းပါမယ်ပေါ့နော်ဒါတွေကိုကျွန်တော်ကလလန်းမိလောက်စူးစီးပြီးတော့ဒါထုတ်ဝေထားတဲ့မဂ္ဂဇင်းပါဘာပဲပြောပြောဒီမဂ္ဂဇင်းဒီလာမန္လီတက်သူကြီးကိုအလုံးစုံပုံဖော်နိုင်သည်မဟုတ်တော့ညာတစုံတရာအရေးအယောင်မြမန္လီတက်သူစာဒီလိုပါလားလို့တိရရင်ကိုချိန်ရပါပြီအကယ်၍များကော်မတီနေနဲ့လေဘတ်ဂျက်အဆင်ပြေမယ် မျိုးမင်းမျိုးဖစာဖတ်ပြည့်တတ်များကလည်းအားပေးမယ်ဆိုရင်ဖြင့်နော်နောက်ထပ်ဒီလိုနှစ်တရာပြည့်နော်အနှစ်တရာပြည့်မန္တလေးတိတ်သူမဂ္ဂဇင်းဒုတိယအုပ်စော်လည်းဖြစ်လာနိုင်ပါတယ်ဘာကြောင့်လဲဆိုတော့ဒီတဲ့မကစာမူခေါင်းတွေကျွန်တော်လက်ထက်မှာအများကြီးရှိနေလို့ပါအဲ့တော့ဘာပဲပြောပြောအင်မတန်ဂုံတည့်ရဲ့ချက်တည့်ရဲ့ရှိအစလာကြီးမားတဲ့မန္တလေးတိတ်သူကြီးရဲ့အနှစ်တရာပြည့်နှစ်တရာပြည့်နော်အချိန်ခါတာမြင်ရမှာ ကျွန်တော်ဒီကော်မတီရဲ့တာဝန်ပေးချက်အရနှစ်တရာပြည့်မဂ္ဂဇင်းကို ထုတ်ဝေ လိုက်ရခြင်းဟာဂုံယူဝင်းမြောက်စွာ ရှိပါကြောင်းပြောကြားလိုပါတယ်။ကျေးဇူးတင်ပါတယ်။ကျေးဇူးတင်ပါတယ်။